ရှင်အနန္ဒာလောက်ပဲပုဂ္ဂိုလ်မှမြတ်စွာဘုရားရှင်ကတရားတွေကိုမှတ်သားပြီးတော့ဒီ memorize လုပ်ထားပေါ့လေမှတ်သားပြီးတော့နှုတ်ထည့်ရအောင်ဆောင်ထားတဲ့ပုဂ္ဂိုလ်မရှိဘူးခောပကမောကလနာပုံနာကြီးကရှင်အနန္ဒာနဲ့တွေ့တော့မေးချည်တယ်အရှင်ဘုရားမြတ်စွာဘုရားရဲ့စကားတွေနှုတ်ထည့်ဆောင်ထားတာဘယ်လောက်ရှိတယ်ဆိုတော့ ဓမ္မခန္ဓာပေါင်းတရားပိုက်ပေါင်း၈400ရှိတယ်တဲ့အဲ့ဒီ၈400ကဓမ္မခန္ဓာဆိုတဲ့တရားအစုပြောမယ်ဆိုရင် collection ပေါ့ဓမ္မ speech of collection မြတ်စွာဘုရားစကားတော်ကိုစုထားတယ်ပုတ်ပေါင်း၈400ရှိတယ်အဲ့ဒီ၈400မှာ၈200တော့ဓမ္မခန္ဓာတွေကိုမြတ်စွာဘုရားစီက나ယူပြီးတော့သူတင်ထားတာ ကြံတဲ့2000ကိုတော့ရှင်သာရိပုတ္တရာစာရဲ့ယဟန္တာလေးရှိကသိယူထားတာဟာလို့ဒီလိုဂောဘကမောဂလနာပုံနာကြီးကိုပြန်ပြီးတော့ပြောတဲ့စကားရှိတယ်။ द्वा တိတိဗုဒ္ဓတော်ကနေတွေ့တဟတာနိဖိကုတော်7200ကိုဘုရားရှင်ကသင်တယ်2000ကိုတော့ယဟန္တာလေးရှိကသင်တယ်စတုရာတိတိတဟတာနိ ရေမေဓမ္မာပေါ်တိနောသူဟာဒီတရားတွေနှုတ်တဲ့ရွတ်ဆိုနိုင်တယ်အချိန်မရွေးရွတ်ပြနိုင်တယ်ပေါ့ဒီလိုနှုတ်တဲ့ဆောင်ရတာအဲ့ဒီဂျေစုတရားဟာအလွန်ကြီးမားတယ်လို့ပြောရမှာရှန္နနာရဲ့အဓိကလုပ်ငန်းဟာမြတ်စွာတတော်55နှစ်အရွယ်ရောက်တဲ့အချိန်ကစမြတ်စွာဘုရားကိုပြုစုဆောင်ရှောက်ခြင်းလှုပ်ကြွေးခြင်း မြတ်စွာဘုရားဟောသမျှဓမ္မခန္ဓာတွေကို나ယူမှတ်သားပြီးတော့မပြောက်မပြဲအောင်နေစဉ်နဲ့ရွတ်ဖတ်တည်းဆဲထားခြင်းအခုခေတ်နဲ့ကြီးမယ်ဆိုလို့ရှိရင်အခုခေတ်ကတော့စာအုပ်ထဲမှာရေးမှတ်ထားတာဆိုချိန်မီွေးပြန်ကြည့်လို့ရမေ့ရှန္ဒနာရုခေတ်ကနားနဲ့နားထောင်ပြီးတော့မပြတ်နှုတ်နဲ့တည်းဆဲရတယ် မှတ်ညံအလွန်ကောင်းလို့တင်းရင်သွားနိုင်အဲ့လိုတင်းရင်မှုမရှိအောင်အမြဲတမ်းနှုတ်တဲ့ဆောင်နဲ့တတိလည်းကောင်းတယ်ဝီရိယလည်းကောင်းတယ်လွန်ကျိုးစားတာအလွန်ကျိုးစားတာအဲ့လိုကျိုးစားလို့တရားဓမ္မတွေဟာတခုမှမပြောင်းမပြတ်ဖဲနဲ့အကုန်လုံးမှတ်မိတာဒါရှင်အနန္ဒာရဲ့ဆွမ်းဆောင်မှုပဲဖြစ်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကရဟန္တာငါတွေရဲ့ခုံကျေးဇူး ခွန်တုဝိသေသတွေထုတ်ဖော်ပြီးတော့ချီးမွမ်းတဲ့အခါမှာအနန္ဒာဟာဘုရားတရားတော်တွေအများဆုံးနိုင်ယူမှတ်သားတဲ့ပုဂ္ဂိုလ်တွေမှာတော့သူဟာအထူးချွန်ဆုံးပဲလို့ဘောဟုတ္တဧတရက်လို့ခေါ်တယ်။အဲဒီဧတရက်ကိုလည်းဧတရက်ဆိုတာသူအသာဆုံးသူအတော်ဆုံးခုခေတ်ပြောမယ်ဆိုရင် top 1ပေါ့နော်။မှန်ပါဗျာ။သူအတော်ဆုံးပဲလို့ပြောလို့ရတယ်။နောက်တစ်ခါ တတိမန္တဒီစာတွေမပြောက်အောင်စွဲမြဲတဲ့တတိရှိတာလည်းပဲသူအတော်ဆုံးပဲဒီတိမန္တဒီစာတွေမပြောက်အောင်ရွတ်ဖတ်တရဆယ်လုံးလဝိရိယထုတ်တဲ့နေရာမှာလည်းအလွန်ကြီးမားတဲ့ဝိရိယရှိလို့သူအတော်ဆုံးပဲဂတိမန္တပညာရေးစွမ်းပကားလည်းအလွန်ထက်မြက်တယ်လွန်ထက်မြက်တဲ့ပုဂ္ဂိုလ် အမှန်မှန်ကိုသိနိုင်စွမ်းရှိတဲ့ပညာလည်းပဲထက်ထက်လည်းမြဲ့မြဲ့ရှိတယ်။နောက်ဆုံးမြတ်စွာဘုရားကိုပြုစုတဲ့ယဟန်တော်တွေထဲမှာဥပဋ္ဌာကလို့ခေါ်တယ်။ဘုရားကိုပြုစုလို့ကြွေးတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းသူဟာအထက်မြတ်ဆုံးပဲလို့ဒါကြောင့်မို့ရှင်အနန္ဒာကိုဣတရက်ငါးထံရတယ်လို့သူတို့ပြောတာ။ငါးဌာနမှာသူက top 1ဖြစ်သွားတယ်။ဒီလိုဆုံးလို့တာနော်။ထူးချွန်ဆုံးပုဂ္ဂိုလ်တူ Erod